ကြားဖြန့်ဂိုင်းချုပ်တွေပမာရှိနေလေပေါ့အဲတော့ကြားဖြန့်ဂိုင်းချုပ်တွေရှိမယ်ဆိုရင်တော့ကျွန်တော်တို့တွက်ချက်တွက်ချက်လို့ရရနေတာရှိတယ်ကြားဖြန့်နဲ့ပတ်သက်ရင်တကယ်လက်တွေကတကယ်လက်တွေကကျွန်တော်တို့ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံမှာအမေရိကန်ကဒီတခါစင်ဖမ်းမှာကြားဖမ်းမှာတော့မဟုတ်ကြားဖြန့်ဖမ်းမှာอืมဆိုတော့တကယ်ဖမ်းမဲ့သဘောတော့ရှိတယ်ဖမ်းမှာဖမ်းမှာ ဒေါ်လာမျိုးတွေအားလုံးမင်္ဂလာပါဆရော်နိုမာလာ22မှာ9ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထူးသတင်းကောင်းလေးတွေကိုယူဆောင်နာဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့ Jamesetek ကအကျဉ်းသား922မှာ4ဦးကိုပုံမှန်905ကကြီးနဲ့ပြစ်ဒဏ်လွန်ငင်းခွင့်ပြုတာတွေအကျဉ်းသား2361ဦးကိုပုံမှန်905ကကြီးရနေပြီးတော့မှထောက်ချထားမှုကိုလွန်ငင်းချမ်းသာခွင့်တော်၎င်းစုစုပေါင်းအကျဉ်းချခံနေရတဲ့အကျဉ်းသားအကျဉ်းသူ385ဦးကို၎င်း ပုံမှန်95ကကြီးနဲ့အမှုပွင့်ခန္ဓာကပြီးတော့မှထွက်ပြေးတိတ်ဆောင်နေတဲ့သူ9500เนาะကျွန်တော်တို့80ဦးတို့ကိုအမှုများပေါ့เนาะပိတ်သိမ်းတဲ့အကြောင်းကိုစစ်တပ်ကနေပြီးတော့မှထုတ်ပြန်လိုက်တယ်ပေါ့เนาะဆိုတော့ American ကမြန်မာနိုင်ငံရေးအခြေအနေတိုးတက်လာပြီဆိုပြီးတော့မှဒါကြေညာပြီးတော့မှ TBS ကိုဖျက်သိမ်းလိုက်ပြီးတဲ့နောက်မှာစစ်တပ်ကရွေးကောက်ပွဲကိုမဲပေးခွင့်ရှိသူအားလုံးကိုလွတ်လပ်မြတ်စွာမဲပေးနိုင်ရေးဆိုပြီးတော့မှအခုလိုမျိုးထုတ်ပြန်လာတာဖြစ်ပါလေ ပြည်ထဲမှာရှိတဲ့နိုင်ငံရေးအကြီးအကဲတူကတော့ဆက်တဲ့ထုတ်ပြန်ချက်မှာအမှန်တကယ်နိုင်ငံရေးရဲ့ကျန်တဲ့ထုတ်ပြန်ချက်မဟုတ်ဘဲနဲ့အမေရိကန်ရဲ့အတိမတ်ပြုမှုကိုရရှိရေးစူးစမ်းမှုသာဖြစ်တဲ့အကြောင်းပေါ့နော်နိုင်ငံရေးအကြီးအကဲအများစုကပုံမှန်ငါးငါးကာကြီးတခုလည်းနဲ့မဟုတ်ဘဲနဲ့အချမ်းပြတ်တက်ဖက်ရေးပုံမှန်မတရားအကျွန်တော်တို့အသိဥပဒေဖောက်ခွဲရေးပုံမှန်ရွေးကောက်ပွဲနောက်ရှက်သူများဥပဒေအပါအဝင်မတရားသောဥပဒေနဲ့ဖန်ဆီးထားတာဖြစ်တဲ့အကြောင်းလည်းထုတ်ပေါ်ပြောထားတယ်ပေါ့နော်ဆိုတော့အဲ့တေချာတခုကတော့အမေရိကန်နဲ့ပတ်သက်ပြီးတော့မှပနာယူမှုဒီနွားတွေပေါ့နော်လောက်တယ်လေတို့ပဲကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ ဒီလက်ရှိအခြေအနေတခုမှာတော့ဒီကောင်းနေဒါဟိုလွတ်ပေးမယ်ဆိုပြီးတော့ဒါပြောပေးမယ်ဒီကောင်းနေပြောရမယ်ဆိုရင်ဖမ်းထားတဲ့သူတွေကဒီကောင်းနိုင်ငံရေးမှုနဲ့ပတ်သက်ပြီးတော့ဖမ်းထားတဲ့သူတွေအဲ့နိုင်ငံရေးတမှုတယ်မဟုတ်နောက်မှဖုံးမတယ်အများကြီးရှိသေးတယ်လွတ်เสียကြအောင်မရှိဘူးဒီကောင်းနေလွတ်ပေးမှလည်းမဟုတ်လွတ်ပေးရင်ဒီကောင်းနေဘလော့စ်ထောက်ထောက်ခါတွေရောက်သွားနိုင်ရယ်ဆိုတော့ဒီကောင်းနေသိတယ်ဒီကတော့ဗာလဲဆိုတော့ medical နေပြီးတော့မှဒီကျွန်တော်တို့ TBS ကိုဖျက်သိမ်းလိုက်ပြီးနောက်ပိုင်းမှာဒါဒီကောင်းနေရပါဗျာသိရမလားဒီစစ်တပ်ကောင်တွေက ပြောမယ်ဆိုရင်ကြားဖြန့်ကိစ္စအနေနဲ့ဟောဒီ TBS ကိစ္စအနေနဲ့ဟောပနာယူခြင်းတဲ့အတွက်ကြောင့်မို့လို့အမေရိကန်နဲ့ပတ်သက်ပြီးတော့မှပနာယူခြင်းတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးဒါဟိုပေါက်လို့ပဲစားလေးလုတ်တယ်လို့ပဲကျွန်တော်ကတော့ထင်ပါတယ်နော်ဟိုယူယူကြောင့်မှုကြောင့်လေးရှောက်လို့တာဗောနော် Okay နောက်ထပ်တဲ့တွေကတော့ Slesen နဲ့စွမ်းရည်ဝင်ကြီးဌာနကဒူးဝင်ကြီးတန့်စင်ညွန်ကျုံနဲ့အရာရှိချို့ကိုစစ်တပ်ကရာထူးကနေဖယ်ရှားပြီးတော့မှစီစည်းကစားမှုစီခွဲတန်းနေလက်ယူအဲကျွန်တော်ချပေးမှုနဲ့စီမောင်ခုံမှုတွေအတွက်ဖန်စီရေးယူထားတဲ့အကြောင်းကိုစီလုံးငန်းရှင်တွေထံကနေပြီးတော့မှသိရတယ်ဗောနော်ဆိုတော့ နိုဝင်ဘာလ9ရက်နေ့ကနေစတင်ပြီးတော့မှ73စီဈေးကစားမှုစီခွဲတန်းတွေချပေးရမှာအဲကျွန်တော်လက်ငွေယူမျက်နှာသာပေးချထားမှုစီလက်ကျန်စည်ရင်စရာမကိုက်ညီပဲနဲ့မောင်းခိုးခိုးထုတ်မှုတွေနဲ့စတင်ဖမ်းဆီးစစ်ဆေးခဲ့တယ်။နိုဝင်ဘာလ25ရက်နေ့မှာစစ်တပ်ကလေးရက်စစ်နဲ့စွမ်းအင်ဝင်ကြီးအဲကျွန်တော်ဒုဝင်ကြီးပေါ့ဗျာတန်စင်ကိုတာဝန်ရနေရက်စဲကြောင်းအမိတ်ထုတ်ပြန်လာတယ်ပေါ့နော်။ဆိုတော့ကျွန်တော်သိလာတာကလည်းပြောတဲ့ထဲမှာညွန့်ကျုံနဲ့ညွန့်မှုတွေလည်းပါတယ်။ဒုဝင်ကြီးကတော့ဥဆောင်သူဖြစ်တော့သူကပိုကောင်းခံရတာတဲ့။ ဇက်သုံးသည့်တင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီတွေလည်းအရေးယူခံရတယ်ဆိုပြီးတော့မှစီလော့ကဒါကတူဝါပြောတယ်ဗောနော်စီလော့ကဒါဒါပြောပါတယ်ဆိုတော့လက်ရှိတွေတွေတခုမှမင်းအွန်လိုင်းလို့အုပ်ချုပ်တဲ့ကာလမှာတော့တခုချိုးဘိုးတွေဘလောက်တော့များနေလဲဆိုတာကတော့ဒီဒါစီလုံဒါစီပဲရှိသေးတယ်နော်တခြားဟာတွေအများကြီးရှိသေးတယ်ဘလောက်တော့တခိုးတွေပေါ်နေလဲဆိုတာဒါမိသားစုတွေသိကြမှာပါမြန်မာနိုင်ငံမှာနေတဲ့သူတွေကပိုသိပါတယ်နော်။ Okay ဆိုတော့နောက်တဲ့တဲ့တင်ကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းသောရွေးကောက်ပွဲမဟုတ်ဘူး။အဲ့တော့လေ ဒါကြောင့်အတိမတ်ပဲပြောတဲ့အကြောင်းကိုထိုင်းနိုင်ငံသားရဲ့ဝင်ကြီးပေါ့နော်ဒါကျွန်တော်တို့အဲကျွန်တော်တို့အာစီဟာဆက်ပေါ့နော်ဒါ brand အဲကျွန်တော်တို့ cut cut core ပေါ့နော်ဒါတူကနေပြီးတော့မှထုတ်ဖို့ပြောဆိုလိုက်ပြီးတော့မှပေါ့နော်ဒါမေဒွန်ဆန်းစုကြည်ကိုလည်းပေါ့နော်လှုပ်ပေးရန်အချိန်တန်ပြီးလို့လည်းတောင်းဆိုလိုက်တယ်ပေါ့နော်နိုဝင်ဘာလ25ရက်နေ့မှာထိုင်းနိုင်ငံသားရဲ့ဝင်ကြီးကအဲလိုမျိုးဒါထုတ်ဖို့ပြောဆိုလိုက်တာဖြစ်တယ်မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကလွတ်လပ်မှုနဲ့ယုံကြည်စိတ်ချရမှုနှစ်ခုစလုံးရှိမှာမဟုတ်တဲ့အကြောင်းသူ့အနေနဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုမှာမဟုတ်တဲ့အကြောင်းလည်းထုတ်ပြောလိုက်တယ်ပေါ့နော် ကျွန်တော်တို့ကလည်းရွေးကောက်ပွဲကိုလွတ်လပ်ပြီးယုံကြည်ရတဲ့ရွေးကောက်ပွဲဖြစ်စေချင်တယ်ဒါပေမဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့သိပါတယ်တဲ့ကျွန်တော်တို့အနေနဲ့ဒီရွေးကောက်ပွဲကိုတိမတ်ပြုတ်မဲ့အနေထားမျိုးရှိမှာမဟုတ်ဘူးဆိုပြီးတော့မှထိုင်းနိုင်ငံကြီးရဲ့ဝင်ကြီးကနေပြောတယ်ပေါ့နော်ဟိုသူများနိုင်ငံကတော့လက်မခံဘူးမင်းတို့မင်းတို့မင်းတို့တို့ရွေးကောက်ပွဲကလည်းဘာရွေးကောက်ပွဲလဲဆိုတာမင်းတို့ကိုယ်တိုင်တိဖို့ကောင်းတယ်အောက်တန်းသားတွေရဲ့တကယ်ဟာနေမေဆုလုတ်ပေးဖို့တံပီးတယ်တော်ကြားတယ်နော်သူများနိုင်ငံကစာမေဆုချစ်တာမင်းတို့မင်းအောင်လိုက် မင်းတို့မေးအွန်လိုင်းကိုနိုင်ငံတကာချစ်ဖို့ပြောနေကိုပြည်သူတော့မချစ်ဘူးโอเคဆိုတော့နောက်ထပ်သတင်းလေးကတော့ရွံစရာကောင်းတဲ့သတင်းပါဒါကတော့ဗာလဲဆိုတော့ကရင်နေပြည်နယ်မှာလိုက်ကော်မျိုးနယ်မှာပေါ့နော်လိုက်ကော်အချင်းထောင်မှာအာနာသိစစ်ကော်မရှင်ကနေပြီးတော့မှာစက်တင်ဘာလကနေစတင်ပြီးတော့မှာအချင်းသူအချင်းသားတွေကို PR ပေးပြီးတော့မှာချွတင်မဲ့ပေးခိုင်းရတဲ့အကြောင်းကရင်နေနိုင်ငံရေးအချင်းသားများအစည်းအဝေး KPPA ထံကနေပြီးတော့မှာသိရတယ်ပေါ့နော်ရွေးကောက်တင်မြှောက်ချင်းဆိုင်ရာဥပဒေအရထောင်နှံကျွန်တော်တို့ကြတဲ့အချင်းသားအချင်းသူတွေထဲမှာမဲပေးခွင့်ဒါကျွန်တော်တို့ ဒါဒီကောင်တွေမရှိဘူးပေါ့နော်ဒါဒီလူတွေကမဲပေးပိုင်권မရှိသူတွေစည်းရင်းတွေပါဝင်နေဒါပေမဲ့စစ်ကော်မရှင်ကလည်းကောကျင်းထောင်နေပြီးအချုပ်သားတွေအပြင်ထောင်ထမ်းကြနေတဲ့အကျဉ်းသားတွေကိုပါကြိုတင်မဲပေးခန်းကြတွေလုပ်နေတယ်လို့သိရတယ်ပေါ့နော်အကျဉ်းသားအလုံးမဲပေးရမယ်အချုပ်သားတွေပါဝင်မဲပေးရတယ်ဒါကြောင့်ညင်းရင်လည်းပြန်ထည့်ခိုင်းတာပဲတဲ့အကျဉ်းသားဘုံကညင်းပိုင်권မရှိဘူးဆိုပြီးတော့မှ KPP အဖွဲ့အစည်းပေါ့နော်ဒုတိယဥက္ကဋ္ဌဖြစ်သူကနေပြီးတော့ပါပြောတယ်ပေါ့နော်ဆိုတော့ဒီလက်ရှိချိန်တွေတခုမှတော့ကျွန်တော်အဲ့ထောင်ကြနေတဲ့သူကမဲပေးလို့ရလို့လားကျွန်တော်ကျွန်တော်သိချင်တာလေး အဲ့လိုမဲပေးလို့ရရင်လို့ကျွန်တော်တို့လည်းတကားမှလည်းမကြားဘူးပါဘူးဆိုတော့ဟိုဒီကောင်လေးဟိုလှုပ်ချင်တိုင်းလေးလှုပ်နေတဲ့ရွေးကောက်ပွဲပဲဗျာဒီလားပေါ့လို့ပဲသားတွေလို့ဒီလိုပေါ့လို့ပဲသားတွေရှိနေသေးရတော့ခင်ဗျားတို့မြန်မာနိုင်ငံကြီးရဲ့ဒီတက်စုပ်ပြတ်ဖို့ပဲရှိတယ်လို့ brother ကြီးကပြောချင်ပါတယ်အဲ့တော့တဒေးလေးနားဆင်ပြီးရဲ့နောက်မှာ video file လေးကြည့်အောင်ပါအဲပထမဦးဆိုတာကျွန်တော်တို့ကျဆိုးပေါ့ကျဆိုးကကြားဖြတ်နဲ့ပတ်သက်ပြီးဘာပြောလဲဆိုတော့ထိုင်းနိုင်ငံဒီသားကြားဖြတ်ဖြစ်တည်တယ်ကြားဖြတ်ဂိုင်းချုပ်ဖြစ်တည်တယ်ယောင်ကြီးကျဆိုးကနားတော်ကြီးရောကြားဖြတ်ဂိုင်းချုပ်တွေဘယ်မှာရှိနေလဲပေါ့ တော့ကြားပြန်ခိုင်းချုပ်တွေရှိမယ်ဆိုရင်တော့ကျွန်တော်တို့တွက်ချက်တွက်ချက်လို့ရရနေတာရှိတယ်။ဒီကြားပြန်လုပ်ငန်းကြီးရန်တရားကြီးလက်ပတ်ဖို့အတွက်အသုံးပြုတဲ့ကွန်ပျူတာတွေ။အင်းကွန်ပျူတာတွေအားလုံးဘယ်ရောက်လဲဆိုတော့ခင်ဗျာကျွန်တော်တို့လာမြန်မာပြည်တွင်းမှာရှိတဲ့ KMB လည်းဝယ်တာမဟုတ်ဘူး။အင်းပြည်တွင်းမှာရှိတဲ့လာကျွန်တော်တို့ကုမ္ပဏီတွေကနေဝယ်တာမဟုတ်ဘူး။ထိုင်းကနေသွင်းတယ်။ထိုင်းကနေဝယ်တယ်။ပြီးဒီကြားပြန်လုပ်ငန်းသားမှာအသုံးပြုတဲ့ကျွန်တော် mobile phone တွေ။ mobile phone တွေအားလုံးကခင်ဗျာဒီပြည်တွင်းမှာရှိတဲ့နာမည်ကြီးတဲ့ဖုန်းဆိုင်တွေကနေဝယ်တာမဟုတ်ဘူး။ထိုင်းကနေဝယ်တယ်။အင်းဖုန်းတွေထိုင်းကဝယ်တယ်။အဲ့တော့ ဒီဒီကောင်းကြီးကျွန်တော်တို့ဒီဖုန်းနဲ့ကွန်ပျူတာနဲ့ဆက်သွယ်ဖို့အတွက်အင်တာနက်ကိုထိုင်းရရောင်းပေးတယ်ဟမ်ဒီဆိုင်ရန်တရားကြီးလေပတ်ဖို့တက်ကျွန်တော်လျှက်စစ်မိလို့တယ်လျှက်စစ်မိဖို့လည်းထိုင်းရရောင်းပေးတယ်อืมပြီးဒီမှာရှိတဲ့ဒီကြားပြက်လုပ်ငန်းတွေခင်ဗျားတို့မြင်နေရတဲ့လက်ရှိဒီတက်မတော်ဖြိုချနေအဆောက်အဦတွေอืมတက်မတော်တက်မတော်ဖြိုချနေအဆောက်အဦတွေအားလုံးကဒီအဆောက်အဦတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ line sign engineer line sign ကတ်ထွားတဲ့ဒီနဲ့ line sign engineer တွေဆောက်လုပ်တာမဟုတ်ဘူးထိုင်းမှာရှိတဲ့လုပ်ငန်းရှင်ထိုင်းမှာရှိတဲ့လုပ်သားတွေကနေပြီးတော့ကျွန်တော်ဆောက်လုပ်တာอืม ်လားဒီမှာရှိခဲ့ကျွန်တော်တို့ဒီဆောက်လို့ပစ္စည်းအားလုံးကလည်းမြန်မာပြည်တွင်းကနေညောင်ဝတီရောက်လာတာမဟုတ်ဘူးထိုင်းဘက်ကနေတောင်ရင်မြစ်ကူပြီးတော့ညောင်ဝတီကိုရောက်လာတာရှင်းရှင်းလေးပဲပြီးတော့ကျွန်တော်ဒီမှာစားဖို့တောက်ဖို့လူတွေအဲစားလူတွေရှိရောဗျာလူတွေဒီဆောက်လို့လုပ်ငန်းတွေပေါ့ဒီကြားဖြန့်အစာအုပ်တဲဖို့တို့ကဖြစ်လာတဲ့ကျွန်တော်တို့ရောက်လာတဲ့လူတွေစားဖို့တို့ကလည်းထိုင်းရပဲပံ့ပိုးပြီးတာခင်ဗျရှင်းရှင်းလေးလေဒါကြီးကခင်ဗျထိုင်းအစိုးရအဖွဲ့တနည်းအားဖြင့်ထိုင်းနိုင်ငံရဲ့ပါဝင်ပတ်သက်မှုမရှိရင်ကျွန်တော်ဒီကြားဖြန့်လုပ်ငန်းတွေဖြစ်မလာဘူး အဲ့တော့ကြားဖြတ်နဲ့ပတ်သက်ရင်တကယ်လက်သေးကတကယ်လက်သေးကကျွန်တော်တို့ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံမှာကျွန်တော်စဉ်းစားကြည့်ပါဒီလူတွေကလည်းကျွန်တော်တို့နိုင်ငံလေးစီကဝင်လာတာမှမဟုတ်တာအဲကျွန်တော်တို့လေးစီကဝင်လာတာမဟုတ်ဘူးလေဗျာအဲခင်ဗျာဒီထိုင်းဘက်ကပဲဝင်လာတာပဲလက်ရှိလက်ခင်ဗျာတက်မတော်ကခင်ဗျာနှိမ်လဲနှိမ်နေလိုက်တော့အဲ့ဒီကြားဖြတ်အုပ်စုဘယ်ပြေးလဲခင်ဗျာသူလာရလမ်းတိုင်းပဲပြန်တာပဲသူတို့လာရလမ်းတိုင်းပြန်တာပဲခင်ဗျာတို့လူတိုင်းလူတိုင်းမှာခင်ဗျာတို့အားလုံးကလာရလမ်းပဲပြန်ကြတယ်อืมလာရလမ်းပဲပြန်ကြတယ် အခုကမြပြည်ပေါ်မှာရှိရအလုံးလောက်ကိုင်းနေကျွန်တော်နိုင်ငံနိုင်ငံသားတွေနှိပြည့်တဲ့ကမှာတို့လာရန်ဖြစ်တဲ့မိခင်စီဘက်ပြန်ရတာပဲကိုရဲ့ဟလာကိုနေထိုင်ရာရွာဘက်ပြန်ရတာပဲကိုနေထိုင်ရာမြို့ဘက်ပြန်ရတာပဲလက်ရှိကမြဒီကြားပြတ်နေရဘဲပြန်လို့ထိုင်းဘက်ကိုပဲပြန်တယ်တောင်မြို့ကိုပဲထိုင်းဘက်ကိုပြန်ကူတယ်အဲ့ဒါတို့ရဲ့လာရလမ်းပဲအေးပါပါပါဟုတ်ပါပါနေနေစမ်းမအောင်အဲ့လက်ရှိကွာအဲ့ကြားပြတ်နေလောက်တဲ့ဒီကင်းကြီးပြည်နယ်မှာရှိနေထားပါရွှေကုတ်ကိုပေါ့အဲ့ရွှေကုတ်ကိုမှရှိနေအဆောက်အုံတွေကိုထိုင်းလူမျိုးတွေကလာဆောက်တယ်လို့မင်းပြောရယ်နော်မင်းငါပြောပြမယ်မင်းထိုင်းနိုင်ငံမှာရှိတဲ့လမ်းတရားတော်မှာ မြန်မာလူမျိုးတွေမြန်မာနိုင်ငံသားတွေပေါ့ကွာမြန်မာနိုင်ငံသားတွေပဲပါတာထိုင်းလူမျိုးတွေကလက်ချိုးရီတွေရမြန်မာနိုင်ငံသားတွေကြီးပဲဝင်ဆောက်ပေးတာထိုင်းနိုင်ငံမှာရှိနေတဲ့လမ်းတွေတံတားတွေအကုန်လုံးကမြန်မာလူမျိုးတွေမြန်မာနိုင်ငံသားတွေကြီးပဲဆောက်ပေးရတာမင်းပြောသလိုအဲကြားဖြင်းနဲ့ပတ်သက်ပြီးတော့မှအခုလက်ရှိရွှေကုတ်ကိုတို့ KK ဘတ်တို့မှာဆောက်တဲ့ဆောက်တွေထိုင်းနိုင်ငံသားတွေဆိုတော့မင်းကလည်းမင်းလူမပြောနဲ့မင်းမင်းပြောတဲ့စကားကိုခွေးတော်မှာစဉ်းစားတတ်တဲ့အုံနောက်လုံးဝကလူစကားကိုနားလေတဲ့အုံနောက်ရှိရဆိုရင်မင်းစကားကိုခွေးတော်လက်ခံမှာမဟုတ်ဘူးတကယ်ကောင်လို့ ဲ့ဖုံးတွေပါတယ်ထိုင်းနိုင်ငံကမဝယ်လို့မြန်မာနိုင်ငံကဝယ်ရမလားမြန်မာနိုင်ငံကဖုံးဆိုင်နေတော့မှသူများနိုင်ငံကနေဖုံးတွေမာပြီးဝယ်နေတာမဟုတ်ဘူးလားအော်တကယ်တိုင်းနိုင်ငံကလည်းကြားပြန်ဂိုင်းချုပ်ဖြစ်တည်တယ်တကယ်ကောင်းအေးပါအေးအေးအေးပါဆစ်လော်ဘီလေးရယ်ဆစ်လော်ဘီလေးဆစ်လော်ဘီဆိုဆစ်လော်ဘီတော့ရိုးရိုးဆစ်လော်ဘီပုံတော့ဆစ်လော်ဘီအတုတာကူကျော်စိုးရပြောလိုက်ပါဇက်နဲ့ဖိနေများလိုရနေတယ်လားမသိဘူး။โอเคဆိုတော့အာနောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကတော့ဘိုးတော်ဇော်ပေါ့နော်။ဘိုးတော်ဇော်က ဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်သူတချင်းလေးတစ်ပုတ်သူတင်ထားပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီကျွန်တော်တို့အာဗမာကြားဖြတ်နိုင်နေရေးဆိုတော့ခေါင်းစဉ်လေးနဲ့ပေါ့နော်အဲ့ဒါကျွန်တော်နားထောင်ကြည့်ရအောင်ဘာပါကြီးစီမံချက်အောင်မှုဖြစ်သွားတော့မေ taka andie ba cholele papa ji apar na ko ma wa pya tit de me lechi se chi ne chi ke play ta aba aba da mo ji mya ra hu ala cha pya phong nya ne cha pya phong yu da ni ki ki bo ma si si ne ne chi cha pya so ra ma cha ki to ka ထားတိတ်မှာပဲသွားကြည့်ရမရှာပါဖြစ်တော့ဘေးအဘာပါကြီးအခွေလူစားအမခံမဟိပိုက်တယ်ရဗမာကြာပြန်နေနေကြာပြန်ဆိုတာဂျိုးနဲ့လားဟေးအလိုပပကြီးစီမချက်အောင်မှုဖြစ်သွားတယ်ကြာပြန်အမေကဘာချိုလဲလေ

Islam on the comeback. ယောက်မိုက်တယ်အမကြားဖြတ်နေနေရေးဘိုးတော်စောဟဲ့အောင်ကြီးမိုက်တယ်နော်ကြားဖြတ်ဖမ်းတယ်ဆိုပြီးတော့မှပါလဲဟိုဟွာတွေကွန်ပျူတာတွေဖုန်းတွေတိုင်းဟိုပါလဲ ဒီဘွားကြီးနဲ့လမ်းကြီးဆက်ကြီးနဲ့ကြိတ်ပလိုက်တယ်။အော်အဲ့ဒါကြားဖြတ်နေနေတာပေါ့။အေးတော်ဆိုးနေပြီနော်။ဗမာကြားဖြတ်နေနေဂျေဆူဘိုးတော်ဆိုဖြစ်ပါတယ်။ဆိုတော့အဲ့ဒီကြားဖြတ်နေပတ်သက်ပြီးတော့မှအေရီကအက်ဒီတာကုချိုဆွာမိုးကမဲအောင်လိုင်းကတဲ့ဒီစကန်ဘရင်တွေကိုကောက်ွက်ပေးမှလားတဲ့။ဒီအကြောင်းအရာလေးကိုတင်ဆက်ထားပါတယ်။အားလုံးပဲတူတူဒါကျွန်တော်တို့ကြည့်အောင်ပါနော်။ဒါကျွန်တော်ဗမာကြားဖြတ်နေကိုကောက်ွက်ပေးမှလားနော်။မဲအောင်လိုင်းကစကန်ဘရင်တွေကိုကောက်ွက်ပေးမှလားနောက်ထောင်ကြည့်အောင် အမေရိကန်ကဒီတခါစင်ဖမ်းမှာကြားဖမ်းမှာတော့မဟုတ်ကြားဖြန့်ဖမ်းမှာอืมဆိုတော့တကယ်ဖမ်းမဲ့သဘောတော့ရှိတယ်ဖမ်းမှာဖမ်းမှာဒါပေမဲ့ကြားဖြန့်တဲ့အောင်စူးကြီးထုတ်လာတာဖမ်းမှာ ਉਹ နီပြီးတော့ပူချူကြီးတွေပဲဘာလို့တလောက်ကြောက်နေရလဲအဲ့တော့ပါသူတို့ပါတာအမေရိကန်မှာတော့ hidden agenda ရှိတယ်ပေါ့အဲ့ဒါတော့စိုးရင်တကြီးနေနေပြီးတော့ထွက်ပြောရတယ်ဆင်ဆိုတော့ဘာလို့တလောက်ကြောက်နေရလဲသူတို့ ်ချိန်တော့ကတော့ခွန်စာတို့လိုဘိန်းပြင်းတွေကိုစစ်ဘုံချုပ်တွေဘလို့ကာကွယ်ပေးခဲ့လဲသိရမှာဒါလေးရှိတယ်အခုရောဒီရစင်းမှုတွေကျူးလွန်နေတဲ့ scam ဘိန်းတွေကိုကာကွယ်ပေးမှလာပေါ့အဲ့ဒါတော့စိတ်ဝင်စားဖို့ပေါ့อืมဆိုကျွန်တော်ထင်တော့ကာကွယ်ပေးမယ်မထင်ဘူးဒီကောင်တွေထိုးပဲချလိုက်မယ်ထိုးချလိုက်မယ်ဂျိန်းတွေပေါ့ထိုးချလိုက်မယ်ဘာလို့လဲဆိုတော့သူတို့လွတ်ဖို့အရေးကြီးရယ်လေဒီကကြားဖြတ်နေပတ်သက်ပြီးတော့မှစစ်တပ်ကကောင်တွေကသူတို့အနေနဲ့ကြားဖြတ်နေပတ်သက်ပြီးလွတ်ပါတယ်လို့ပြောရတဲ့စစ်ဘူအရာရှိနော် စစ်ဘူတကောင်ရှိရင်လာပြောစစ်တပ်နဲ့ပတ်သက်ပြီးတော့မှအာကျွန်တော်တို့စစ်တပ်ကလူတွေကကြားဖြတ်နဲ့ပတ်သက်ပြီးတော့မှလုတ်ကင်းมาတယ်ပတ်ဆက်ယူလာတာမရှိပါဘူးဆိုတဲ့ကောင်လည်းလာပြောမင်းတို့ငါထိုင်ကြတော့မယ်အဲ့တော့တနာဖို့ကောင်းလာပါလဲဆိုတော့ DKB တို့ PG ရတို့ပဲဒီကောင်တွေထိုးချွေးခံရတော့မှဒါကိုသိစေချင်တဲ့ကြောင့်မလို့ဒီ profile reaction လုတ်ပေးတာနော်โอเคဆိုတော့နောက်တစ်ဗီဒီယိုပိုင်းလေးတစ်ခုကတော့ဒါကျွန်တော်တို့ဒီပေါကရုံးစောက်တုံးပေါ့နော်အဲ့ပေါကရုံးစောက်တုံးဘာတွေဟောင်းလဲနားထောင်ကြည့်ရအောင်မြမပြည်မှာဖြစ်နေတဲ့ပြည်တွင်း ပြည်တွင်းမှာဖြစ်နေတဲ့အရာတွေမှန်တယ်မြပြည်တွင်းမှာနေထိုင်တဲ့လူတွေတော့ဘယ်သူကပိုတိမှာလဲအင်းမြန်မာပြည်မှာလက်ရှိဗရက်တွေဦးစဉ်ခဏခဏပြောတယ်လေတောင်မြန်မာလွတ်ထားတဲ့ခွေးလူပဲဘယ်သွားလို့ဘယ်လာမှမတိရအနေထားလို့ဗရက်တွေလည်းခုအဲ့အနေထားဖြစ်နေပြီအင်းအဲ့ဒီအနေထားဖြစ်နေမန္တလေးတိုင်းကြည့်လလမကြသေးအောင်ချမ်းပြည်နယ်မြောက်ပိုင်းမင်းတို့ဘလို့ပဲဝါရပဲဖြစ်ဖြစ်ဘလို့ပဲလုံလို့လက်မတော့ ဗမာတအူးတဲ့ဖွဲ့စည်းထားတာမဟုတ်ဘူးတိုင်းပေါ်တိုင်းရင်းသားမြောက်များစွာနဲ့ဖွဲ့စည်းထားတဲ့မြမတက်မတော်ဗမာတက်မတော်မဟုတ်မြမတက်မတော်အဲအဲ့ဒါကိုလည်းသိချာလေ့လာအောင်နော်သိချာလေ့လာအောင်ဗမာတအူးတဲ့ဖွဲ့စည်းထားတာမဟုတ်ဘူးတိုင်းရင်းသားစီလုံးညီညွတ်မှုဖြင့်ဖွဲ့စည်းထားတဲ့မြမတက်မတော်မလုတ်ချင်တာလုတ်ချင်ရင်လည်းဘုရားဖရာတကာကြီး ဖရားရကကျက်ဗမဆိုတရားလေးပါလက်ကင်ထားလို့ဘလို့ကန်ကောင်းနေတာဖရားကဖရားရကကြီးတယ်မရောမလိုက်ဘူးရှင်စရာကြီးကွာမေတ္တာတရားကြီးကြီးမားနေလို့ဘလို့ကန်ကောင်းနေတာอืมအချင်းချင်းနေမလို့ချင်လို့အတိတရားလေးရှိပါသေးအတိတောင်တာလေးရပါသေးဆိုတဲ့အရာကြောင့်တကယ်လို့တော့ဘာခံနိုင်မှာတော့တကယ်လို့တော့ဘယ်လိုခံနိုင်မှာလဲအင်းနော်အင်းအဲ့ဒါကိုလည်းပြည်တွင်းမှာရှိတဲ့ PDF တွေအပေါင်းပါတွေခင်ဗျားတို့တီးဖို့လိုတယ်ခင်ဗျားတို့ခိုင်းရဟိုကပါဇက်ပဲဆိုင်မှာ မင်းတို့တယောက်သိလေဟိုကနည်းနည်းပါးပါးရမယ်ဘဒုအုပ်အတွက်ဘဒုအုပ်အတွက်အလူခိုင်းမယ်အရာအားလုံးကတော့မင်းရလိုက်မှမထင်နဲ့အမ်ခိုင်းရနေဘတ်တဒေးလှူလိုက်မယ်ထောက်ဖို့ကအမ်မြောက်ဝတီဘက်ကိုရောက်မယ်မြောက်ဝတီကနေဟိုကနှစ်သိန်းရတစ်သိန်းထောင်လိုက်တစ်သိန်းပို့လိုက်မယ်မြောက်ဝတီကလည်းအဲ့ဒီဆရာတုံးလုံးစားလိုက်မယ်ဘတ်တုံးလုံးစားလိုက်မယ်အမ်အဲ့ဒီဘတ်တုံးလုံးကနောက်ထပ်ပို့လိုက်မယ်ပြီးတော့အဲ့ဒီနောက်ထပ် ထောက်ဖို့ကလည်းအဲ့ဒီဆရာ2000စားလိုက်မယ် อืมไอ้နောက်ထပ်နောက်ထပ်နောက်ဆုံးတော့ gate ကိုဘယ်လောက်ရလဲ3000လောက်ပဲရောက်တာပဲဟုတ်လားအဲ့ဒါမြန်မာပြည်မှာရှိတဲ့ဗရက်တွေပြည်တွင်းဗရက်တွေမင်းတို့အတိဆုံးပါပဲအမေเนาะမင်းတို့မသားအကြောင်းပြုပြလူခိုင်းတဲ့အမျိုးမျိုးအကြောင်းပြုပြလူခိုင်းတယ်เนาะမင်းတို့စီမရောက်ဘူးဆိုတော့လေမင်းတို့အတိဆုံးပါပဲအညာဗရက်တွေဆိုပိုတောင်ဆိုးတွေပိုတောင်ပြုံးမယ်ဟုတ်လားညာဗရက်တွေเนาะအဲ့တော့ပြောချင်တာကတော့အတိတရားမှန်မှန်ရှိတော်လို့ပဲပြောချင်တယ်อือหือเนาะ ပြည်တွင်းမှာဘလို့ဖြစ်ပြနေတယ်ဆိုတာကိုမင်းတို့ကိုယ်တိုင်လည်းပြောပြပါအကောင်တွေကိုပြောပြအောင်ပြည်တွင်းမှာငါတို့ဘလို့ခန်းနေရတယ်ပြည်တွင်းမှာငါတို့ဘလို့နေနေရတယ်ပြည်တွင်းမှာငါတို့နေစရာငါတို့ပြင်ကျင်လာရင်လွှင့်မြောက်နေပြီဆိုတာမရှိဘူးငါတို့အတွက်ဟိုတိုင်းရင်းသားတွေကလည်းလက်မခံတော့ဘူးဟာလက်နဲ့ကင်တိုင်းရင်းသားလက်နဲ့ကင်ဖွဲ့တယ်လည်းငါတို့ကိုလက်မခံတော့ငါတို့ကိုထိုးကျွေနေပြီအခုငါတို့ကမြုံနယ်ကငချင်းဖြစ်တော့မယ်ပလိုင်းနယ်ကငါတို့ကဖားလေးတွေငားလေးတွေဖြစ်တော့မယ်အဲ့လိုဖြစ်ရင်ငါတို့ကိုတို့ကထူးထူးရဲရဲအနေထားငါတို့ရောက်တော့မယ် ငါတို့ဘလို့လောက်ရမလို့ဆိုတော့ကိုယ့်ဟာကိုယ်ကစဉ်းစားကြလို့ပြည်တွင်းကအကြမ်းဖက်တွေကိုပေါက်ကိုတော့တတိပေးချင်ပါတယ်ဗျာအလုံးသားပါပဲဗျာโอเคโอเคလောလောဆယ်မှာတောင်ပြေမှာလွတ်တဲ့ခွေးဖြစ်နေတာပဲကောင်းလဲဟမ်ရောက်တဲ့ကိုင်းလွတ်နေတာပဲကောင်းလဲပြောတော့လေပေါက်ကိုတော့လေမင်းပေါက်မှာရှိလို့လားမင်းပေါက်မှာရှိလို့လားပေါက်ကတော့ငါမေးကိုပြောချင်တာမင်းပေါက်မှာရှိလို့လားအဲ့တော့လောလောဆယ်မှာမြောက်တဲ့ကိုင်းလွတ်နေတဲ့ကောင်ပဲရောက်ပြန်ပါလဲပဲကောင်းလဲမင်းဖြစ်နေတာမဟုတ်ဘူးလား ဘုရားတကာကြီးမင်းအောင်လိုက်ဘုရားတကာကြီးမင်းအောင်လိုက်လေဘာလို့မင်းမေးပေးထားလို့လားဘုရားတကာကြီးမင်းအောင်လိုက်မင်းအောင်လိုက်ရှောက်ရှောက်ဖားနေအောင်တကယ်ကောင်းလို့လေစောက်ကြီးစောက်ကြီးတွေပြောမနေတဲ့တရုတ်မပိုင်စစ်မတိုက်တတ်တော့ရင်တော့လေရင်မပိုင်စစ်မတိုက်တတ်တာမင်းမထွေးအခုမင်းအောင်လိုက်တရုတ်မပိုင်စစ်မတိုက်တတ်တော့အောက်တန်းသားရဲ့ကရုံးတူရဲ့အကြီးချုပ်ရဲ့ Okay so အဲ့ဒီအဲ့လိုမျိုးတော့တဲ့မင်းအောင်လိုက်ဘုရားတကာကြီးဘုရားတကာကြီးဆိုဖားနေတဲ့မဘာသာနော်ဘုန်းကြီးတွေပေါ့ကရုံးတို့လိုလူမျိုးတွေကိုဘုံဘုံမင်းတုံညာကသူတို့နဲ့ပတ်သက်တဲ့အကြောင်းလေးတို့ပြောလာပါတယ်နားထောင်ကြည့်အောင် ယနေ့ပေါကရုံလို့လို့ပေါ့နော်ဟုတ်တယ်ပြည်တဲ့ဟိုလာလေဆိုလို့ရှိရင်ဘလို့ပဲပြောပြောဒီခုနပြောတဲ့ကာချုပ်ကြီးဆိုတာကပါဇက်ဖျားနေသူမချဘူးမချဘူးနော်ဘုရားတရားအဲ့တော့ဒီတန်းကျတော့ तू ကသူ့ရဲ့အဆင်ပြန်ကြည့်ဘာလဲဟဲ့ဆိုတော့အာအမောင်လက်ထက်ကနော်လုတ်ခဲ့တဲ့အတိုင်းပဲလေအဲ့တော့ဘုန်းကြီးတွေကိုထိမ့်ချုပ်ခြင်းဘာလုတ်မလဲဟေးဆိုတဲ့အခါမှာအောင်ကခုနပြောခဲ့တဲ့ဘုန်းကြီးလူထွက်ဆိုတာကျွန့်ကျင်တာပေါ့မှန်ပါမှန်ပြင်းတော့ဘုန်းကြီးတွေကြော်နဲ့နေပြီနဲ့နေတဲ့ဟေးဆိုတော့ဘုန်းကြီးတွေကိုထိမ့်ထိမ့်ခြင်းရင် လဲပါတယ်မဲယိုးပြည့်ကျွေးလိုက်ရေးဆိုတာဘလို့ရင်နာစရာကောင်းတယ်အဲ့တော့အဲ့ဒီအစီအစဉ်ကိုမင်းအကောင့်တွေဖော်ကွာလို့သူ့ကိုပြောလိုက်တဲ့အခါမှာခုနကဘေကရီဖုန်ကြီးတွေကြိုက်တာမှန်တယ်မြတ်နော်ခုနကဘေကရီဘွဲကြိုင်ရင်ဘွဲပေးမင်းចောင်းကြိုင်ရင်ចောင်းပေးမင်းចောင်းနေရာကြိုင်ရင်ចောင်းနေရာမာတုကမမိမကြိုင်ရင်မိမနော်ဘီလမီပါမီတစ်ပါမီအဲ့ဒီကနေစခဲ့တာလေဘယင်းတို့ကတပိတို့တို့အဲ့ဒါတွေရှိမှမရှိတာအဲ့တော့ခုနကဘေကရီဓာရီမာရွာလဲပြီးတော့လှုပ်ရှားကြတဲ့လူတွေဖုန်ကြီးတွေအများကြီးဖြစ်လာတယ်အဲ့ဒီရဲ့တန်တွေကတဲလာတဲ့အခါကျတော့ တကယ်တမ်းကျတော့သူတို့လုံနေတာဒီစစ်အာဏာရှင်တွေရဲ့အလိုကြအမဲရိုးကြိုက်ရလို့ဟောင်းပေးကြိုက်ပေးကာွယ်ပေးနေတဲ့အစ်မပဲရှိတယ်။တကယ်အစ်မန်လုံးရမှာဒီခွန်းရပြေကလေးကိုတိုင်းသူပြည်သားများရရှိနေတဲ့လွတ်လပ်ရေးကိုဆုံးရှုံးသွားအောင် လုပ်တဲ့အာဏာရှင်တွေအောက်ကလွမြောက်ရေးဆိုတဲ့အမျိုးသားရေးကိုမဖြစ်မနေလုပ်ရမှာ။ဟုတ်တယ်မလား။ဒါရှောင်လဲလို့မရဘူး။အဲ့ဒီအရေးမကောင်းလာဘူးဟေ့ဆိုရင်ဘာသာရေးလည်းမကောင်းဘူး။ ်ငါကလည်းပြောတယ်လူကြီးလည်းမကောင်းဘယ်ရင်မှမကောင်းမှန်ပါဗျာအခုတက်ကြည့်လေဒီပြေတို့လူတက်ပြန်ပါမှန်ပါနော်အခုပဲကြည့်လိုက်ခုနကပြောတယ်ခရစ်ယာန်နောက်ကလည်းပြောတယ်ကာဒီနေနော်ချားဖို့တို့ရဲ့ယွာမှာမှန်ပါနော် မိရှုခံထားရတာပဲသူရခိုင်းမဲခုနကပြောခဲ့တဲ့မင်းအောင်နိုင်စီကြတော့လူတွားပြီးတော့တင်းလေးရနော်တင်းမင်းအောင်အဲတွားပြီးတော့တွားပြီးဖြီးပြီးတော့တွားယူတယ်ခါရီကမကောင်းဘူးလေဗျာကိုအမျိုးတွေဟိုမှချင်းပြိနေဆိုလေတွက်ကြည့်လိုက်အောင်တပြိတော်တို့ဟုတ်တော့မလားဒါပေါ်အကုန်လုံးအကုန်လုံးခံနေကြရတာလေ ်အစ္စလမ်ကိုလည်းကြီးလိုက်ဦးအစ္စလမ်မှာရေးဆိုရင်လည်းခုနပြောတဲ့ဝိပုယာတို့တို့ဗလိကျောင်းတွေအကုန်လုံးမလုပ်နိုင်လေအကုန်ပြစည်းခန့်နေရတာပဲဒါပေမဲ့ဒီခေါင်းဆောင်တွေကမလုပ်နိုင်လေမင်းအွန်လိုင်းတို့နဲ့တွားပေါင်းနေကြတယ်อืมဆိုတော့ဒါလက်ရှိအခြေအနေတခုမှာတော့မေးအွန်လိုင်းတို့ခြာကျွေးထားတဲ့အယိုးရင်းလေးကိုကြိုက်ပြီးတော့မေးအွန်လိုင်းအတွက်ကိုဟောင်းပေးနေတဲ့မဘာသာဘုံကြီးเนาะဒီအပါဝင် ပောက်ကူတော်လို့လို့ဘုံကြီးအတုတွေကိုဘောဘောမင်းတို့ညာကဒီလိုမျိုးလေးထိထိမိမိပြောပြလိုက်တာဖြစ်ပါတယ်အင်မတန်မောက်ကို ကျင်းနေဆရာကောင်းတယ်တကယ်ကိုလည်းကျင်းနေပါတယ်ဘုံဘုံတို့တို့ဒါကျွန်တော်တို့တကယ်ဒါသာသနာအာဇာနည်တွေအနေနဲ့အခုလိုမျိုးတော်လန်ပြည်သူဘက်မှခொနည်းသားသမီးပေါ့ဓမ္မဘက်ကြတဲ့ပြည်သူဘက်မှရက်တည်ပြီးတဲ့အတွက်ကိုလည်းဒါတပေတော်ပလာတာကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခေါက်မှာပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာလေးလေးဖြစ်ပါစေပလာတာ review you channel ဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကြီးကိုယ်ကြီးချမ်းသာခြင်းနဲ့တလုံးတော့ဝပြေဝနိုင်ကြပါသေးဗျာ